ဒီကနေ့က1380ခုနှစ်သောဇနင်းလဇန်၁၄ရက်နေ့ညချာအခါသမယဝယ်ဒီဘေကူတိုင်းဒေသကြီးမှာရောက်ရှိနေတဲ့တပည့်တို့ဘွားမျိုးကမာဝိယာရတောယအရိညာဝါသီယဟသမဏေပေါင်းသူတော်ကောင်းတို့ကိုဩဝါဒပဌာန်းအနေနဲ့ AI နည်းပညာနဲ့ဗုဒ္ဓသာသနာဆိုတဲ့ကောင်းစဉ်လေးနဲ့ပေါ်လာပေးမယ်။အဲ့ဒါကတော့ဒီဘုန်းကြီးတို့ရဲ့အနန္တကြီးစုတော်ရှင်ဖြစ်တဲ့ပေါ်ပြီးမာဝိယရဆရာတော်ကြီးရဲ့ဩဝါဒအဲ့ဒါကိုဒီဘုန်းကြီးကထပ်ဆင့်ပြန်ပြီးတော့ရှင်ပြားတော်ပြောပြမယ်။သိကောင်းလို့ကောင်းစဉ်ရပါလေ AI နည်းပညာနဲ့ဗုဒ္ဓသာသနာပြောကြည့်ပါလေ AI နည်းပ နင်ဗုဒ္ဓသာသနာอืมငါရှင်တို့တဲ့ဆရာဘုန်းကြီးကစပြောထားတယ်ကက်စနစ်တွေအရှိန်အဟုန်နဲ့ပြောင်းလဲနေတယ် AI นี้ปัญญาก็หลุหลุดได้อลุတွေကိုအကုန်လောက်နီးနီးလုံနိုင်တော့မယ်လို့ဆိုတယ်တိခက်ပေါ်နေတာဗျာအဲ့ဒါ AI นี้ปัญญาဆိုတာရှင်များတို့သိကျင်တာတွေအကုန်မေးလို့ရတယ်သူ့ကိုเนาะအဲ AI ကို အဲအေနိပညာတော်တော်ခေသနာတပြည့်တော်လဲဘုသူဒအနေနဲ့မေးကြည့်တာပေါ့လေတီးတဲ့နားလဲတဲ့လူတွေဒကာကြီးတွေကိုအဲ့တော့ဘယ်လောက်တိတော့လုံးလို့ရလဲဆိုရင်ယဟန်တမကိုမရုကာမနဲ့ဖက်နေနန်းနေတဲ့အဲ့ဒီပုံစံတော့လုံးလို့ရတယ်အရှင်မရတော့တကောလုံးကိုသင်္ကန်းတော်တွေသင်္ကန်းတွေမရှိတော့ဘဲနဲ့အကုန်ကျွတ်သွားအောင်လဲလုံးလို့ရတယ်ဒီဘယ်လောက်တိခေကဆန်းကျင်လာလဲလို့အဟောစရာမကောင်းဘူးလား အေးအဲ့ဒါကြောင့်ငါတို့ခက်ပစ္စည်းတွေမသုံးတာအန္တရာယ်ကင်းလားမကင်းဘူးလားကင်းတယ်အဲ့ဒါရှင်များတို့ဘုံသုံးနေအဲ့ကိုဘုံကို လိုက်မော်ရိုက်တင်လိုက်ရင်မကြည်ညက်တဲ့လူကရှင်များတို့ရဲ့မျက်နာတွေခေါင်းတွေခန္ဓာကိုယ်တွေဖြတ်ညက်ကတည်းလှုပ်ပြီးတော့အဲ့ဒီအိုင်နီးပညာနဲ့လှုပ်လို့ရတယ်ရှင်များတို့နော်အမမဆိုကြပါစို့ကိုယ်ကုသလန္တနာကိုကကတဲ့ပုံစံလှုပ်ရှင်နေဆိုရင် သူ့ပုံလေးကိုလှုပ်လိုက်ပြီးအဲဒီပညာနဲ့လှုပ်ပေးလိုက်ရတာကနေတော့တွန်းတွန်းတွန်းနေဟုတ်လားဟမ်အဲ့ဒါကိုရင်ပြရသီလကိုမရောဆိုင်ကစီးတဲ့ပုံစံလှုပ်လို့လည်းရတယ်ဥက္ကမေနမုနီကိုကားမောင်းနေတဲ့ပုံစံနဲ့လှုပ်လို့ရတယ်ဟုတ်လားအဲ့ဒါဥယင်ကဘော်ဒီကောင်းမလေးနဲ့ဖက်သွားနေတယ်ဆိုတဲ့ပုံနဲ့လှုပ်လို့ရတယ်တခါလဲခက်ကြီးကကြောက်စရာမကောင်းဘူးလားကောင်းတယ်ရှင်ပြရတို့ကြာရှင်ပြရတို့အဲ့ဒါရှင်ပြရတို့ကောင်းတယ်ခွေးခန္ဓာကိုယ်နဲ့တက်ပြီးတော့လည်းရတယ်ကြီးစား <coughs> ဘလောက်အံ့ဩစရာကောင်းတယ်ဟမ်ကိုကောင်းဤနဲ့ခွေးခန္ဓာကိုခွေးခန္ဓာကိုနဲ့ကိုကောင်းဟမ်ကိုကကိုယ့်ရဲ့ခန္ဓာကိုနဲ့ခွေးကောင်းကိုတက်သွားကောင်းနေတဲ့အဲ့လိုလေးရတယ်အဲဒကာကြီးတွေကပြောပြတယ်ဒီเจ้าတွေကိုခကြီးကအဲ့လိုဖြစ်လာတာတဲ့ဒီဘုန်းကြီးတို့တော့ဒါတွေကမတတ်ပါဘူးတို့ကဖုံးနေမှမမသုံးတတ်တာဘာတတ်မလဲအဲ့တော့ခက်ပစ္စည်းတွေနဲ့ဝေးဝေးနေတာအန္တရာယ်กินလားမกินလားအေးเนาะ မျိုးစုံတွေလှုပ်လို့ရတယ်ဗျာကြောက်စရာကောင်းလာတယ်ခကြည့်ရယတိခေဘိဒကအင်္ဂလိပ်ဘာသာပြန်ဆရာတွေကသူတို့ရဲ့ကြိုးပမ်းမှုလက်ရာတွေဟာ AI နည်းပညာနဲ့ဖန်တီးထားတာမဟုတ်ကြောင်းမှရှက်ရေးထားတာဖတ်ရတယ်တဲ့ဆရာဘုန်းကြီးကပြောထားတာဒီကဘဗိဒကအင်္ဂလိပ်ဘာသာပြန်ဆရာတွေကသူတို့ကြိုးပမ်းမှုတွေကို AI နည်းပညာနဲ့ဖန်တီးထားတာမဟုတ်ဘူးလို့မှရှက်ရေးထားတာကိုဆရာဘုန်းကြီးဖတ်ရတယ်တဲ့ အမေရိကန်နိုင်ငံဟာဘက်တက်ကရုံမှာ AI နီးနီးပြ AI ကတိကတွေဖန်သားပြင်ပေါ်ကနေသင်တန်းပေးနေကြပြီလို့ဆိုရဲတဲ့လူကမလုပ်တော့ဘူးเนาะ AI နီးပညာနဲ့ပဲစာရီသင်ပေးနေတော့နောက်ပိုင်းဆိုရှင်များတို့ကြီးလောကကြီးမှာဆရာတော်လိုပါတော့မလားအဲ့လိုပုံစံนี่ဖြစ်လာမှာဟုတ်လားမဟုတ်ဘူးလားအေးဘယ်တော့ကြောက်เสียကောင်းလဲငါတို့ဗုဒ္ဓဇာပင်ကတော့အဲ့လိုဖြစ်မှာတော့မဟုတ်ပါဘူးเนาะ တို့ဗုဒ္ဓဆာပြင်မှာတော့အဲ့လိုလဲအဖြစ်မခံနိုင်ဘူး။ဘုရားအေးအိုင်ကနေသူနာသူမင်းဘန်းနေတန်ခေါ်နေယဟခံပြီးတဲ့ဖြစ်နေုံပဲ။အဲ့လိုလုံးလို့ရလား။ပြန်ရမလဲအေးအိုင်နဲ့ဘယ်ယဟခံပြီးလို့ရမှာတော့နော်။ဘုရားသာသနာမှာတော့အဲ့လိုဝင်နောက်လို့မရနိုင်ပါဘူး။တပတ်ဘုန်းတော်ကြီးတွေကြောင်းပါတဲ့တရားဟောစိတ်ယုတ်တွေရှိနေပြီလို့ဆိုတယ်။သာရှစိတ်ယုတ်တွေလည်းမကြရင် ပေါ်လာနိုင်တယ်တဲ့။ဘုရားဘုန်းကြီးကသုံးသပ်ထားတယ်။ ဟုတ်တယ်ရှင်များတို့နောက်ဆိုရင်ဓမ္မကျော်ဇာဝါရှတဲ့အိုင်စရုပ်တွေဟုတ်လားဟမ်ဝိနည်းဇာဝါရှတဲ့သတိပြအဲ့ဒါတွေပေါ်လာနိုင်တယ်ဒီလိုဆိုလို့ရှိရင်သာသနာတော်မှာဆရာတော်တွေကိုဆရာသမားတွေကိုတပည့်တရားကိုအလေးထားပါအောင်မလားအလေးမထားတော့ဘူးအေးနောက်ပိုင်းဆိုရင်ဘုန်းကြီးတွေလည်းလူတွေအလေးထားတော့မှာမဟုတ်ဘူး ဒီအိမ်ဤပညာနဲ့အဲ့လိုပဲအကုန်လုံးလှုပ်ထားပြီးတော့တရားတွေကိုလွယ်လွယ်လေးနားလို့ရရင်ဘာကြောင့်မှအယုတ်တွေပဲစိတ်ယုတ်တွေပဲလှုပ်ထားတော့မှာပေါ့အရှင်များတို့ဘုန်းကြီးရှိရင်တော့ပွားညာပွားညာနဲ့မှလူတွေကနားရင်ဟိုတခါကြလို့ရှိရင်နားပုံနေရသေးတယ်ဘာသလို့ဟိုဘက်ကတောင်ကျောင်းဘုန်းကြီးကဘယ်လိုကားစီးရောင်းကျောင်းဘုန်းကြီးကလည်းဘယ်ကားစီးခြင်းနဲ့ဟိုကျောင်းဘုန်းကြီးကတိုက်ကျောင်းနဲ့နေဒီကျောင်းဘုန်းကြီးကလည်းတိုက်ကျောင်းနဲ့နေခြင်းနဲ့အပြိုင်အဆိုင်တွေလုံနေကြသေးတာစိတ်ယုတ်ကကြတော့အဲ့လိုမျိုးတွေလုံးမလား ေနာယီပါယီဆိုပြီးတော့သေယုတ်ဘုံကြီးပဲကိုယ်ွယ်လာရင်တော့သာသနာကတော့တော်တော်ကောင်းတော့မယ်လို့ရှင်မရတော့ဟင်ကြောက်စရာမကောင်းလားအေးခေပညာတွေကငါတို့စိန်ခေါ်နေတယ်နော်အဲ့ဒါသတိထားမှရှင်မရတော့အခုအကြောက်ဒီเจ้าမှာတော့ဆရာတွေကိုလေးစားအောင်ဆိုဒီဘုံကြီးကတော်တန်သောင်းတွေနေတရားတွေဘာတွေကိုကိုရင်တွေကိုပြေးမကင်ဘူး အခုနောက်ပိုင်းကိုရင်နေရကြည့်အကုန်လုံးမှာဓမ္မပဒဆိုတဲ့ဘာသာတိကာတွေရှိတယ်ဆိုပြီးတော့ဥပစာကားလေးရောက်ရုံနဲ့ဘာသာတိကာစာအုပ်ကြီးထန်းထန်းပြီးတော့အဲ့ဒါဆရာတွေလည်းအာမကူတော့ဘူးနော်သံဃာကျော်တွေဆိုလည်းလိုပဲပူဇော်ချက်တွေခြင်ပြီးတော့အဲ့ဒါဆရာတွေအာမကူတော့ဘူးတချို့လူတို့ရှိရင်အဲ့ဒါဘာမှဆရာနဲ့တောင်မှမလိုက်ဘူးအဲ့ဒီဘေကွန်ဟောင်းနေတိုက်ပူဇော်ချက်တွေကြည့်အတန်ဖိုင်နေနားထောင်အတန်တချို့အတန်ဖိုင်တော့နားမထောင်ဘူး အဲ့ဘုရားချက်ဒီကြည့်ပြက်မှတ်ဘေးကောင်းနေတိုက်ပြီးတော့လင်္ကာရပြီးသွားတာရအောင်ရှိတယ်သာသနာတော်ကြီးကပြည့်စည်တော်မယ်ရှင်များတို့အာစီယဗုဒ္ဓီတို့ဇင်ရအာဘောတို့ဇင်ရအာငွေတွေဘယ်မှာရတော့မလဲရှင်များတို့တို့အလင်္ကာကျမ်းမှာဆိုထားတာကတပည့်တွေရဲ့နော်ဥကောင်းမှာဆရာရဲ့ရှင်မုံနေရောက်နေရမယ်ရှင်မုံကသဲတွေတပြည့်တွေဥကောင်းမှာရောက်နေရမယ် ဟွအဲ့ဒါဘာပြောတာလဲဆိုတော့တပည့်တွေကဆရာသမားတွေကို ရှည်တော်ဆုံးဥခိုင်းပြီးတော့ဃာရဝတရားတွေနိဝါရတရားတွေနဲ့နေချပြီးတော့ဆရာသမားတွေရှင်မှာစာဝါလိုက်ရမယ်ယောဒီလေးသားရမယ်လို့ဒီလိုဆိုလိုတာမဟုတ်လားအဲ့ဒါရှင်များတို့ဆရာသမားတွေအဲ့လိုလေးသားကြတာမှသာသနာကြီးကပွဲပြောက်တော့မယ်နော်ဒီပုံစံနေနဲ့အဲ့ဒါတချို့เจ้าတွေဆိုရင်လည်းအခုတချို့ရေလို့မဟုတ်ခမ်းမြမြကြားရတာပေါ့စိတ်မကောင်းစရာ ။ဇာတိတိုက်တယ်မှာလေ။ကျန်းရင်နေလည်းမရှာတော့ဘူးတဲ့။ဗရာသိဉ္ဇိုဒီလောက်ပဲရှာပြီးတော့ဒီအင်ဂုတ်ထိုးတို့မဟာဝါတို့အဲ့လိုကျန်းကြီးကျန်းရင်နေလည်းမရှာတော့ဘူးတဲ့။အဲ့ဒီပုံစံနေနဲ့တံမရီကျော်တွေဖြေနေကြတယ်လို့ကြားရတာရှိတယ်။သိမကောင်းစရာပဲ။သာသနာအတွက်ရင်လေးစရာကြီးရှင်ပြားလို့နောက်ပိုင်းဆိုရင်တော့အဲ့ဒါဆရာတော်ပြောက်သွားတော့မှ AID ပညာရှင်နဲ့လားဇာဝရီနားထောင်လို့ရင်တော့ဒါတကယ်ဒုက္ခပဲသာသနာတော်မှာ ။အဲရောက်ဒီကဇာဘုံကြီးကြီးနဲ့ဒီဘုံကြီးပညာရေးဆိုင်ရာတွေဂိုင်းလိုင်းတွေအများကြီးပေးတယ်။အဲဒီနေ့စနေတိုင်းတရားသွားတော်မူကြပါ။တပည့်တွေကဆရာသမားတွေကိုအမြဲတမ်းလေးစားနေဖို့လိုတယ်။အဲ့ဒါဟာသိအရေးကြီးတယ်။အဲ့လိုမျိုးရင် တို့သာသနာကြီးကျွယ်သွားလိမ့်မယ်။သာသနာဆိုတာဆရာတပည့်အစဉ်အဆက်လက်ဆင့်ခံလာရတာအဲလိုမှမဟုတ်ရင်တော့ဒီခေတ်ပညာတွေကြောင့်ဒုက္ခရောက်ပြီးတော့ အကုန်လုံးဆင်းရအားပေါ်ဆရာသမားတွေရဲ့အကျင့်တွေအကျင့်ကောင်းတွေနဲ့တပြည့်တည်းမှာတန်းလည်းမကူးတော့ဘူးတပြည့်တည်းဆိုတာဆရာကြည့်နေတာလေရှင်များတို့ AI ကလည်းရှင်းရဒုရင်ဆောင်ပြတာဝိနည်းတို့ပြတာတွေရှိပါမလားကမ္မထမ်းတင်ပြတာရှိမလား AI မှာမရှိဘူးကိုရင်နေရှိသလိုနဲ့ငြိမ်နေသေးတယ်ရှိပါမလားအေးဘောတို့တော်ကြောင်းကကိုရင်နေ AI ဆိုတာဘာမှတော့မသိဘူးဖြူမှလည်းမသိအမဲမှလည်းမသိဘူး လေတောင်ကြီးလားမဲမဲကြီးလားအင်းဒီကြီးလားဆိုပြီးတော့မဖြေတာ AI နီးပညာဆိုတာအကောင်ကြီးမဟုတ်ဘူးကွာမင်းတို့ရဲ့ကိုရင်တို့ရဲ့ဖုန်းထဲကနေပြီးတော့ပြောတာဟာနော်အေးဖုန်းထဲကနေပြောတာအဓိကတော့ဖုန်းနဲ့သုံးတာ AI နီးပညာဆိုတာနော်အဲတောကြောင်ကိုရင်နေဆိုတော့အဲ့ဒါမသိလို့ကြောင်းတော်တော်နဲ့လုံနေတာဆိုတော့မဖြေဘူးကိုင်းနေနားလည်ပြီလားဖုန်းထဲကဒုတိယဆောင်ပြလို့ရလား တရားကျင့်ပြလို့ရလားအေးနော်အဲ့ဒါကြောင့်ရှင်များတို့ဒါအရေးကြီးတယ်ဆရာသမားတွေအထူးလေးစားရမယ်ဒီပြည်တွေအဲ့ဒါမှသာသနာတည်မှာဆရာဘုန်းကြီးပြောနေရစကားဆရာရှင်းမှသာသနာရှိတယ်တဲ့အဲ့ဒါသိမှန်တဲ့အိုးမြတ်စွာဘုရားလက်ထက်ကစပြီးယနေ့တည်းဆရာတပည့်တွေအစဉ်စစ်သာသနာကိုလက်ဆင့်ခံလာလို့တလောက်ရှည်လာတာ ခက်ကြီးကငါတို့ကိုစိန်ခေါ်နေတယ်အဲဒီစိန်ခေါ်မှုတွေကိုတို့ဘယ်လိုရင်ဆိုင်ရမလဲဆိုတာအဲ့ဒါအမြဲပြင်ဆင်ထားရမယ်ဒါပေမဲ့တဲ့ဆရာဘုန်းကြီးပြောတယ်သူတော်ကောင်းတို့ယင်တဲ့ကသီလသမာဓိပညာကျင့်စဉ်တွေကိုတော့ AI စိတ်ယုတ်ကမကျင့်နိုင်ဘူးတဲ့ကဲကျင့်နိုင်ရဲ့လားအဲ့ဒါပဲလေဖုံးနေဖုံးလဲဒီတိုင်းပဲခုနပြောပြီးစေယုတ်ကလည်းဒီတိုင်းပဲစေယုတ်ကဒုရင်လည်းမဆောင်နိုင်ဘူးဝိနည်းလည်းမကျင့်နိုင်ဘူး ဈာန်နေရအောင်လည်းမကျင့်နိုင်ဘူးဝိပဿနာတရားတို့တဲ့အောင်သောတာပန်သက္ကရာကဖြစ်အောင်အဲဒီသယုတ်ကြီးကကျင့်နိုင်လားမကျင့်နိုင်ဘူးဇာတင်သားတစ်ပါးရဲ့ယင်တဲ့ကသာပိတိကိုသာချယဟန်တစ်ပါးရဲ့ယင်တဲ့ကသာသနာစိတ်ကို AI ကဘယ်တော့မှသိနိုင်အတုလုံးနိုင်မှာမဟုတ်ဘူးတဲ့လုံးနိုင်မှာမလားမလုံးပါဘူးမလုံးနိုင်ဘူးအဲ့တော့ရှင်မရတော့အရေးကြီးတဲ့သာသနာမှာစိန်ခေါ်မှုတွေများလာတယ်နောက်ပိုင်းတရားတော်မှတွေကအဲ့ဒါ ဒီစယုတ်တွေကိုအသုံးပြုလာရင်တော့အေးအသိခါတွေမယိုသေးဝိနည်းတွေမလေးစားတဲ့ယဟန်တွေအဲ့ဒါလူတွေကကြင်ညိုကြတော့မှမဟုတ်ဘူးအန္တနာကြီးရဲ့စိန်ခေါ်မှုတည်းရဖြစ်လာပြီသီလသမာဓိပညာဟာအနှစ်သာရပဲဆိုတာတပည့်တွေအဲ့ဒါနားလည်ထားရမယ်နားလည်ရဲ့လားအေးအခုဒီသီလသမာဓိပညာတွေကိုစယုတ်ကမကျင့်နိုင်ဘူးလေဟုတ်တယ်မို့လား ရှင်များတို့တော်တော်သတိထားဖို့ကောင်းတယ်သရိတတရားပြပြမှုဟာသာသနာကိုကြီးကျယ်သောစင်ကုန်မှုကြီးတစ်ခုပဲလား။အိုးအနောက်တိုင်းမှာဥရောပနိုင်ငံတွေမှာခရင်းရတော်လန်ကြီးတွေဖြစ်လာတာဘာကြောင့်လဲဆိုရင်အဲဒီရှင်းချောင်းတော်ကဒီဖာတာလို့ခေါ်တာပေါ့ဓမ္မဆရာတွေကအဲဒါစီးပွားရေးလုံငန်းတွေလုပ်ကုန်တွေကြီးတွေတည်ထောင်ဓမ္မကျောင်းတော်တွေကဓမ္မကျောင်းတော်နဲ့မတူသရှင်တွေဟိုပွဲကားတဲ့နေရာတွေပုံစံလိုဖြစ်လာတယ်။ ။အဲနောက်ပိုင်းလူငယ်တွေကအသိဉာဏ်ပညာတွေအသက်ပညာတွေတိုးပွားလာတဲ့အခါမှာဒီအကြောင်းတော်တွေကိုယုံကြည်မှုမရှိတော့ဘူးဓမ္မဆရာတွေမယုံကြည်တော့ဘူး။အေးငါတို့သာသနာမှာလည်းယဟန်တော်တွေဆိုတာကရာဝါသအမှုအင်ယာတီထောင်လူပေါင်းဇီဝါရှာငွေလိုရှင်းစားတာတို့ငွေလိုလုံးရှင်းစားတဲ့လုပ်ငန်းတွေကုမ္ပဏီထောင်တဲ့လုပ်ငန်းတွေပုံသွယ်လေလို့လုပ်ငန်းတွေကိုစွန့်လာတာအဲဒီလိုအများကလက်ခံထားတာလေ ဘုန်းကြီးတွေလုံပြီးဒီလိုစီးပွားရေးလုပ်ငန်းတွေကိုလူဆက်သန်းအခါနဲ့လူခံပြီးစီးပွားရေးလုပ်ငန်းတွေလုပ်နေတယ်ဆိုရင် လူတွေကကြင်ကြိုနိုင်မှာတော့မလားအေးမကြင်ကြိုနိုင်တော့ဘူးနားလည်ရဲ့လားရှင်များတို့အဲ့ဒါဆိုရင်လူတွေကနောက်ကျလို့ရှိရင် သာသနာကိုလည်းအဲ့လိုပဲအကျဉ်းကျိုးတွေပြက်လာမှညော့လာမှအခုသာသနာတော်မှာအဲ့လိုပဲဒီလိုပဲဝေဖန်လာတဲ့ပုဂ္ဂိုလ်တွေလည်းအများကြီးရှိလာတယ်ဒီသာသနာကိုအဲ့ဒါသရိတ္တတွေကိုယဟန်တော်တွေဘိုင်းကအများကြီးပြင်ဖို့လိုတယ် မဟုတ်ရင်သာသနာကြီးကတော်တော်ကြီးကိုရှင်များတို့ရောကြသွားတော့မှာပဲ။ကြောက်ဒါရှင်များတို့သတိထားမယ်ရှစ်ဒီပေါ့နော်။တတော်ကောင်းတဦးရဲ့ရင်ထဲကသရဏဂုံသီလသာသနာနဲ့ကံတိုင်းအကျိုးပေါ်ယုံကြည်သင့်မြင်မှုဆိုတဲ့တတာနဲ့ပညာကို အိအိနီးပညာကဘယ်တော့မှလက်လက်မမီနိုင်ဘူးတဲ့။သိမ့်မှန်တာပေါ့။တတော်ကောင်းတဦးရဲ့ရင်ထဲကသရဏဂုံနဲ့သီလတွေ ကံကံရဲ့ကျိုးပေါ်ယုံကြည်မှုနဲ့အဲ့ဒီသတ္တနဲ့ပညာကိုအဲ့ဒီပညာကမိပါမလားမမီဘူးနော်ဒီတော့တဲ့သိပ္ပံဤပညာတွေဗုဒ္ဓသာသနာအပေါ်စိန်ခေါ်လာနေတယ်ဆိုတာအစဉ်တည်းရှိကြပါတဲ့ဟောအဲ့ဒါပဲနောက်ဆုံးတက်လှမ်းပြီးနေတာနော်ရှင်များတို့ဆရာဘုန်းကြီးကကြည့်သာသနာတော်ရဲ့အတ္တသာရလုပ်ငန်းတွေမှာမိမိရောရောနေကြမယ်ဆိုရင်ကိစ္စနဲ့ရဲ့စိန်ခေါ်မှုတွေပေါ်ငါတို့လက်မြောက် အရှင်ပေးရလိမ့်မယ်ဆိုတာမြေကြီးလက်ခတ်မလွဲဘူးလို့ပြောချင်တယ်တဲ့အဲ့ဒါနဲ့ဤကုံရှုပ်တာအာသိကြိတာပဲဒီသကားသာသနာတော်အနှစ်သာရလုပ်ငန်းနေသလားရှင်များတို့သီလသမာဓိပညာမို့လားအေးအဲ့ဒါပဲအနှစ်သာရလေသီလသမာဓိပညာအဲ့ဒါသာသနာရဲ့အနှစ်သာရပဲဟောတောင်းဝဆိုရင်လေဒီပရိယတ်ဒီပရိပတ်ဒီသာသင်သာချဝိနည်းကျင့်ပြီးသာသင်သာချမယ်ဝိနည်းကျင့်ပြီးတရားထုတ်မယ် ဲ့ဒါသာသနာရဲ့အနှစ်သာရတွေပဲအဲ့ဒီလုပ်ငန်းတွေကိုမိမိရောရောပေါ့ပေါ့သာသနာနဲ့နေမယ်ညာတော်ကြီးကျင့်ရမယ်ဝိနည်းတွေမကျင့်ဘူးလူတယောက်သာသာလို့လူလိုလိုက်လုပ်နေတယ်ညာဝိနည်းတွေအကုန်ဖေးဖယ်ထားလူတွေလုံးတဲ့အလုပ်တွေလိုက်လုပ်နေတယ်ဆိုရင်ကြာတော့ရှင်များတို့ဒီနိုင်ငံကတပြည်းပြည်းနဲ့တိုးတက်တဲ့နိုင်ငံနောက်ပိုင်းတာဖြစ်လာမှာပဲဦးပြည်တွင်းစစ်တွေဖြစ်နေလို့တာလေအနောက်ဘက်နိုင်ငံတွေလည်းဒီလိုပဲအစားတော့တိုးတက်တဲ့နိုင်ငံတွေမှမဟုတ်တာ တပြေးပြေးနဲ့တို့တက်လာရင်လူတွေကပစ္စည်းဥစ္စာတွေကျွဲဝရှမ်းသာလာတယ်ဆိုရင်ဒီလိုပရဟိတလုပ်ငန်းတွေဆိုတာလူတွေလုပ်ရမှာအခုဘုန်းကြီးတော်တော်များများကအဲ့ဒါတွေအားကြလာတယ်ပရဟိတလို့အမိခံပြီးဘုရားဟောတဲ့ပရဟိတမျိုးလည်းမဟုတ်ဘူးကြီး။ဗားတဲ့သေယုံနေစောက်တယ်လမ်းနေပေါက်တယ်ယိဘိကေပဇေယိဘိဘိကေဇေယိစသည်ဖြင့်အများကြီးပါပဲအဲ့ဘုန်းကြီးတွေလုံးမမဟုတ်အဲ့ဒါလူတွေကိုညွှန်ကြားပေးရမှာယဟန်တော်တွေက ယဟန်တော်ကြီးကကိုယ့်အလုပ်ကိုမလုပ်ပဲကိုလို့အောင်မှသာတင်စာချလေတရားထုတ်တဲ့လုပ်ငန်းလေအဲ့ဒီကိစ္စတွေပြစ်လာလို့ရှိရင်ငွေကြီးချမ်းသာတဲ့လူတွေဘုရားဘာသာတရားတော်မှတွေတိုက်တုံပြီးဟောပြောပြီးသူ့ဆောင်ပြီးဘောဟုတ်လားမဟုတ်လားကိုကိုရင်ကအဲ့ဒီလုပ်ငန်းတွေလိုက်လုပ်နေလို့ဘယ်နဲ့ဘုန်းကြီးကစေယုံနေစောင့်မယ်ဟိုမိဘမဲ့ကလေးကလေးတွေဖွင့်ပြီးတော့ကလေးလေးတွေမွေးပြီးတော့နော်ဆက်လာလေးလုပ်မယ် တော့အနာကြီးယောဂတယ်ဒီစေယုံနေဖွင့်တာပြီးဆောင်းလျှောက်နေမယ်စသည်ဖြင့်ပေါ့အဲ့ဒါလုပ်နေမယ်ဆိုရင်ရှင်များတို့ရှင်းရှင်းရမထေရတာအဲ့ဒီလုပ်ငန်းတွေလုပ်ခိုင်းရှင်များတို့တပြည့်တော်တို့အခုဒီလိုမျိုးပရိယပရိပတ်တွေစာရီလည်းသင်ခွင့်မရသလိုတရားအထုတ်ခွင့်တွေလည်းရရှိမှာမဟုတ်တော့ဘူးရှင်းမထေရအဲ့လိုလားလုပ်ခဲ့မယ်ဆိုရင်ရှင်းမထေရတောင်းဝန်ကျင်ခဲ့လို့အဲရောက်ရှင်များတို့အဲ့ဒီလိုပရိဟိတလို့နာမည်ခံပြီးဖျားရဲ့လိုတော်လည်းမဟုတ်ဘူး လူတွေလုံးရမှာအဲ့လိုဘုန်းကြီးတွေလိုက်လုံးနေလားရှင်များတို့အားမကြနဲ့နားလည်ရဲ့လားအဲ့ဒါငါတို့ဘုန်းကြီးအလုံးဟုတ်လားဟုတ်ဘူးအဲ့ဒါသတိထားပါနော်အခုကလူတွေကစည်ရင်နွားမနေသေးလို့ဟုတ်တယ်ဟုတ်တယ်ထောက်ခံနေတာဘုန်းကြီးတွေကငွေကြေးရှမ်းတာကြတာဟိုးဘုန်းကြီးတွေဆိုငွေပေါ်တာဟုတ်လားအဲ့တော့ဘုန်းကြီးတွေကပန်းဖို့နဲ့တချို့လူတွေကဘုန်းကြီးယုံကြတယ်လေဘုန်းကြီးဆိုတော့လူတွေလိုလဲအဲ့လိုလီဒါဖြတ်စားတာတွေလောက်တာမရှိဘူးလက်စားတာမလောက်တော့ ဘုန်းကြီးဆိုတော့လူတွေကပုံယုံတယ်ယုံတော့ဘုန်းကြီးကိုပဲငွေတွေပုံအောင်လူအဖုန်းကြီးအဲ့လိုပရိဒါတွေလိုက်လို့အဲ့လိုလုံနေတာအဲ့တိုင်းပြေမတိုးတဲ့မကြီးပွားသေးလို့မချမ်းသာသေးလို့ကြီးပွားချမ်းသာလာရင်ဒါတွေကလူတွေကအဲ့လိုဘုန်းကြီးတွေအထင်ကြီးမှမဟုတ်တော့ဘူးနားလည်ရဲ့လားအဲ့ဒါအရေးကြီးတယ်အဲ့ဒါကြောင့်နိစ္စာရလုပ်ငန်းတွေမေ့မေ့ရော့ရော့နေကြမယ်ဆိုရင်ခေတ်စနေရဲ့စင်ကုန်မှုမှာငါတို့လက်မြောက်ရှုံးပေးရလိမ့်မယ်ဆိုတာမြေကြီးလက်ခံမလွဲဘူးတဲ့ ဲ့ဒါသာသနာကြီးဘုံဘုံလဲပြီးတော့ပြောကြသွားမှာနားလည်ရဲ့လားအေးအဲ့ဒါရှင်မရတော့မှတ်ထားလားနော်အဲ့ဒါရောက်ရှင်မရတော့ဒီဆရာဘုန်းကြီးဒီပြောခဲ့တယ်နော်တရားဤပညာနဲ့ဗုဒ္ဓသာသနာဆိုတဲ့ဒီဒီဘုန်းကြီးတို့ရဲ့ကျေးဇူးတော်ရှင်ဘာဝိရဆရာတော်ဘုရားကြီးရဲ့ဒီဩဝါဒကလေးကိုရှင်မရတော့သိချာနာကြားပြီးတဲ့အခါမှာနော် ဆောင်းရံဆောင်းရံတွေကိုသဘောပေါက်နားလည်ပြီးတော့ဒါငါတို့ဟာဒီခင်းရဲ့စိန်ခေါ်မှုကိုကျော်လွှားနိုင်အောင်ဘယ်လိုလုပ်ရမလဲဆိုတာရှင်မြတ်တို့ဒီနေ့တရားနှလုံးသွင်းပြီးတော့ကျော်လွှားနိုင်ဖို့နိဒန်းနေလို့ရှင်မြတ်တို့သိနေပြီသိနေတဲ့တဲ့ဆောင်းရံဆောင်းရံတွေကိုနားလည်ပြီးဆောင်းရံတွေကိုဆောင်းဆောင်းရံတွေကိုခြောင်ပြီးတော့ဘုရားတာရနာကိုကြီးပွားတိုးတက်အောင်သာသနာပြုနိုင်တဲ့အမျိုးကောင်းသားများဖြစ်အောင်ကိုယ်စီကိုယ်စီ ကြိုးစား၍အားထုတ်နိုင်ကြပါစေကုန်တည်း